နမူနာတွေကိုယူပြီးတော့လောကလူသားတွေကလိုက်လုတတ်တဲ့အကျင့်ရှိတာအဲတော့ကောင်းတဲ့အတွေ့အကြုံတွေကောင်းတဲ့အမှုအကျင့်တွေကိုလိုက်ပြီးတော့လုပ်ဖို့ကအိုအရေးကြီးတယ်ပေါ့မြင်သမျှတွေလိုက်ပြီးတော့လုံးလို့ရတော့ကိုယ့်အတွက်အကျိုးရှိခြင်းမှရှိမှာမဟုတ်ကျိုးမရှိဖို့ကများဒိဋ္ဌာနုကတိဆိုတာမိမိရဲ့မိဘ ိမိရဲ့ဆရာသမားမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေနှုတ်ကန်ဆောင်ရွက်သားကြတာတွေကိုအတူယူအားကျကောင်းတဲ့စန္ဒမူနာတွေယူပြီးတော့ကောင်းအောင်ကြိုးစားကြရတယ်ဆိုတာအင်တမသင်္ကန်းစာယူပြီးတော့ဆောင်ရွက်ကြမြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံလူနိုင်ငံသားအလုံးက လွတ်လပ်ရေးဖခင်ကြီးလို့ဆိုပြီးတော့ချီးကျူးကြတဲ့ဘုရုပ်အောင်ဆန်းပေါ့နော်နမုနာတစ်ခုထုတ်ပြဘုရုပ်အောင်ဆန်းအရင်ကလည်းပဲဆန်းနမုနာယူเสียပုံကိုယ်တွေဘယ်သူတော့ဆိုမြန်မာနိုင်ငံမှာအခုကိုးကွယ်နေကြတဲ့ထေရဝါဒသာသနာပြန်ပွားအောင်ခိုင်ခိုင်မာမာကြီးဖြစ်အောင်တည်ဆောက်လာခဲ့တဲ့အနောယထာမင်းတို့ကျန်စစ်သားတို့ မ္မနိုင်ငံကြီးကိုစီးလုံးညီညာအောင်ဆုစီးပေးခဲ့တဲ့ဘရင်လောင်တို့တတိယမြန်မာနိုင်ငံကြီးကိုထူထောင်ခဲ့တဲ့အလောင်းမင်းတရားတို့ဒါတွေကတမျိုးသားလုံးအားကြအတူယူပြီးတော့ကောင်းတဲ့အချက်တွေကိုလိုက်လာဆောင်ရွက်ရာဇဝင်သမိုင်းဆိုတာပုဂ္ဂိုလ်တူတယောက်ရဲ့ဆောင်ရွက်မှုတွေမှတ်တမ်းတင်ဖော်ပြထားတဲ့အခါကိုယ့်အတွက်ရှောင်စရာနဲ့ဆောင်စရာနှစ်ခုလိုရှိတယ် ရှောင်းစရာကိုရှောင်းဖို့နဲ့ဆောင်းစရာကိုဆောင်းဖို့အကုန်လုံးအတူယူခိုင်းတာမဟုတ်ဘူးเนาะတူယူတဲ့နေရာမှာကိုယ့်ရဲ့အသိဉာဏ်နဲ့ချင်းချင်းနှိုင်းချပြီးတဲ့အခါယူသင့်တာယူမယ်မယူသင့်တာယူဒါကိုသင်္ကန်းစာလို့ပြောတာเนาะအခုလည်းမိမိတို့မမိလိုက်ကြပါပဲဘုရားမြတ်စွာသာသနာတော်မှာထင်ရှားတဲ့အိန္ဒိယနိုင်ငံကဘင်းတပါး ဘိမိတာရလို့ခေါ်တယ်မင်းတပါအတုယူအားကြစရာတွေရှိသလိုသူ့ကိုအတုမခိုးရမယ့်အရာတွေတတိထားစရာချက်လက်တွေလည်းရှိတယ်ပေါ့နော်မြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ကအိန္ဒိယနိုင်ငံမှာဒီကနေ့ခေတ်အိန္ဒိယမြေပုံနဲ့တော့မတူဘူးပေါ့တင်္ဂတိုင်းနဲ့မဂရတိုင်းတိုင်းကြီးနှစ်တိုင်းကိုအုပ်ချုပ်ပြီးတော့ဘရင်လုပ်နေတာဘိမိတာရမင်းလို့ခေါ်တယ် ပေကျမ်းကမှာဗိမိတာရဆိုတဲ့နာမည်နဲ့မှတ်တမ်းတင်ထားခဲ့တယ်။သို့တော်တခစ်သေးထွန်းကားခဲ့တဲ့ဂျိန်းဝါရလို့ခေါ်ဒီကနေ့ခေတ်အိန္ဒိယနိုင်ငံမှာကိုးကွယ်နေတဲ့ဘာသာတစ်ခုပေါ့။ဂျိုင်းနစ်စန်လို့ဒီလိုသုံးတာပေါ့နော်။အဲ့ဒီဂျိန်းဝါရစာပေရဆိုလို့ရှိရင်ဗိမိတာရကိုဘယ်လိုခေါ်တော့ဆိုတေနိယမင်းလို့ဒီလိုနာမည်ပေးတယ်သူတို့။ ဘုရားစာပေတဲ့မှာလည်းပဲရာဇာမာဂရောဗိမိတာရောတိနိယောဗိမိတာရောလို့ဆိုပြီးတော့အဲ့ဒီနာမည်ကိုထည့်ပြီးသုံးတာလားရှိတယ်နော်တိနိယဆိုတာသူ့ရဲ့ဂုဏ်ကြီးတစ်ခုပဲအဲ့ဒီခေအနေထားမှာ तू ကအင်အားကောင်းတဲ့စစ်တပ်ကြီးရှိတယ်ဒါကြောင့်မို့သူ့ကိုတိနိယစစ်အင်အားကောင်းတဲ့ဘုရင်ပေါ့ မဂရဆိုတာမဂရတိုင်းကိုအစိုးရပြီးတေနိယစစ်တပ်အင်အားကောင်းဗေမိတာရမင်းလို့ဘုရားဘာသာကျမ်းစာတွေမှာဒီလိုဆိုတယ်။အဲ့တော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာစန္ဒမူနိုင်ယူစရာတွေတော့အများကြီးပဲပေါ့။အဲ့တော့ဗေမိတာရမင်းဟာလူသားတွေရဲ့ထုံးစံအတိုင်းပါပဲ။ထူးခြားတာရှိတယ်မထူးခြားတာတွေလည်းအများကြီးပဲ။ လူဆိုတာတော့တူတူပဲလို့ပြောရမှာပဲเนาะသို့တော့အတိတ်ဘဝတုန်းကသူကကုသကောင်းမှုတွေလုပ်ခဲ့လို့မြတ်စွာဘုရားပွင့်တဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းမကရာတိုင်းမှာသွားပြီးတော့တရားကျင့်တယ်အလုံးဘုရင်ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေတိုင်းဘုရားလောင်းက29နှစ်တောထွက်ပြီးတော့အနောမတောင်ကန်းကနေခွာပြီးဗာဇဂျုံမြို့ကိုရောက်သွားတယ် ပထမဆုံးတောထွက်ပြီးသင်္ကန်းဝတ်ပြီးတော့ရာဇဂျိုရောက်သွားရောက်သွားတဲ့အခါမှာရာဇဂျိုမြို့ထဲမှာဆွမ်းကဝင်တယ်အဲ့တော့အဲ့ဒီခေတ်က